To award the Nobel Peace Prize for 2025 to Maria Corina Machado. ဗင်နီဇွဲလားပြည်သူတွေအတွက်ဒီမိုကရေစီအခွင့်အရေးမြင့်တင်ရေးမဆုံးမနဲ့ကြိုးပမ်းအားထုတ်မှုကြောင့်ဗင်နီဇွဲလားဒီမိုကရေစီရေလှုံ့ဆော်မှုကောင်ဆောင်မစ္စစ်မာရီယာကော်ရီနာမာချာတိုကို2025ခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုချင်းမြန့်ခဲ့ကြောင်းနိုဘယ်ဆုချင်းမြန့်ရေးကော်မတီကကြေညာလိုက်ပါတယ်။နော်ဝေးနိုင်ငံအော့စလိုမြို့မှာရှိတဲ့အော့စလိုစီတီဟောမှာအော်တိုဘာ10ရက်နေ့မှာကျင်းပတဲ့2025ခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကြေညာပွဲအခမ်းအနားမှာကြေညာလိုက်တာဖြစ်ပါတယ်။ မစ္စစ်မာချာတို့ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကို မြင့်တင်ပေးတဲ့ဆူမာတဲအဖွဲ့အစည်းတည်ထောင်သူတဦးဖြစ်ပြီးရွေးကောက်ပွဲဆောင်ကြည့်ရင်းနဲ့တင်နန်းပေးတာတွေကိုလုတ်ကန်ခဲ့သူဖြစ်ပါတယ်၂010ခုနှစ်မှာအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်စံချိန်တင်မဲရည်အတွက်နဲ့အရွေးချယ်ခံခဲ့ရပေမဲ့2014ခုနှစ်မှာတော့ယာရုကနေထုတ်ပယ်ခံခဲ့ရပါတယ်မစ္စစ်မာချာတို့ကဗင်နီဇွဲလားနိုင်ငံရဲ့လစ်ဘရယ်နိုင်ငံရေးပါတီ Vente Venezuela ရဲ့တည်ထောင်သူဖြစ်တဲ့အပြင် ပါတီရဲ့အမျိုးသားညှိနှိုင်းရေးမှုအဖြစ်လဲတာဝန်ယူထမ်းဆောင်နေသူဖြစ်ပါတယ်။2024ခုနှစ်မှာသမရရွေးကောက်ပွဲမှာ Mrs. Machado ရဲ့ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်ကိုအာနာရှင်အစိုးရကတရားမဝင်ပယ်ဖျက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အသက်အန္တရာယ်ချိန်ချောက်ခံရမှုနဲ့ပုံအောင်နေထိုင်နေခဲ့ရတာဖြစ်ပါတယ်။ မစ္စစ်မာချာတို့ကလာမယ့်ဒီဇင်ဘာလနော်ဝေးမှာလုံမဲ့စူပေးပွဲအခမ်းအနားကိုတက်ရောက်နိုင်မှုမသေးကြကြောင်းလဲနိုဘယ်ကော်မတီဥက္ကဋ္ဌကပြောပါတယ်ဗင်နီဇွဲလားနိုင်ငံက1958ခုနှစ်ကစတင်ပြီးဒီမိုကရေစီစနစ်ကိုလက်ခံကျင့်သုံးလာခဲ့ပေမဲ့1996ခုနှစ်ဟူဂိုကာဗက်စ်နိုင်ငံတော်သမ္မတအဖြစ်တာဝန်ယူထမ်းဆောင်လာချိန်မှာတော့အာဏာရှင်အဖြစ်ပြောင်းလဲသွားခဲ့တာပါ2013ခုနှစ်ကာဗက်စ်ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ နီကိုလတ်မာဒူရိုက အာနာဆက်ခံလာခဲ့ပြီးအာနာရှင်စနစ်ကိုပဲဆက်လက်ကျင့်သုံးလာခဲ့ပါတယ်။ဒီကနေ့2024ခုနှစ်ရွေးကောက်ပွဲမှာလည်းနီကိုလတ်မာဒူရိုကသမရသက်တမ်းတတိယအကြိမ်ဖြစ်အနိုင်ရခဲ့တာဖြစ်ပါတယ်။အမေရိကန်ဆိုရဘန်နာရေးအဖွဲ့ကဗင်နီဇွဲလားသမရနီကိုလတ်မာဒူရိုကိုငွေရေးဈေးဝဂိုင်းကောင်းဆောင်အဖြစ်သတ်မှတ်ပြီးတော့ဖန်ပေဖို့အချက်လက်ပေးသူတွေကိုဒေါ်လာတန်း90ချိမြင့်မယ်လို့ဩဂတ်လအတွင်းမှာစုချင်းငွေတိုးမြှင့်ကြေညာထားပါတယ်။ တချိန်ကဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့ကျွဲဝခဲ့တဲ့ဗင်နီဇွဲလားဟာလက်ရှိမှာတော့လူသားအခွင့်အရေးချိုးဖောက်တဲ့အာဏာရှင်စနစ်အောက်မှာလူမှုရေးစီးပွားရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲတွေကိုရင်ဆိုင်နေရတယ်လို့နိုဘယ်ဆုချီးမြှင့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နိုင်ငံလူရဲ့ရှစ်တန်းလောက်ကနိုင်ငံကိုဆွန့်ခွာခဲ့ကြပြီးအာဏာရှင်စနစ်ကအတိုက်ခံတွေကိုမမတမမှုတရားဆွဲဆိုမှုနဲ့ထောင်ချခြင်းတို့နဲ့စနစ်တကျနှိမ်နင်းနေတယ်လို့ဆိုပါတယ်။ ဒီနေ့နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်လူပုဂ္ဂိုလ်244ဦးနဲ့အဖွဲ့အစည်းပေါင်း64ခုစုစုပေါင်းအမည်စရင်338ခုတင်သွင်းခဲ့တာဖြစ်ပါတယ်ဒီထက်မှတော့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အမည်လည်းပါဝင်ခဲ့တာဖြစ်ပါတယ်ရှင်။